ခုကျမပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျမတို့ရဲ့နေ့တနေ့တာဖြတ်တန်းတဲ့အချိန်လေးမှာ energy အပြည့်နဲ့ဖြတ်တန်းနိုင်အောင်တရရတက်တက်ခက်ခက်ဖြစ်အောင်ကိုယ့်ရဲ့ရုပ်ရည်တွင်ပြင်လက္ခဏာကိုပြုပြင်ပြင်လေးနဲ့ထိထိသိသိလှလှပပနေဖြစ်ပါတယ်။ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပထမအဦးဆုံး first impression မှာ လူတွေရဲ့ဆုံးဖြတ်ချက်ကအပြင်ပုံမှန်တရံကိုကြည့်ပြီးတော့ဆုံးဖြတ်တာပါ။အဲ့ဒါကြောင့် ကိုကနေရာတစ်ခုကိုသွားမယ်ကျမဈေးဆိုင်တစ်ခုကိုသွားမယ်ပေါ့နော်ကျမကျမကိုနဲ့ကျမနိုင်ရှင်ပြီးတော့ပြောပြမယ်ကျမအရင်ကျမကလေးတွေကလေးတွေမမွေးခင်ရဆိုလဲကျမလှလှပပနေတယ်လှလှပနေရတာကိုကြိုက်တယ်တသက်ရွေးရတာကိုကြိုက်တယ်အဲသမီးကြီးမွေးတယ်သမီးသားငယ်လေးမွေးတယ်အဲ့ဒီအချိန်ကြီးလဲကျမလှလှပပနေနိုင်သေးတယ်တသက်ရွေးနေနိုင်သေးတယ်ဒါပေမဲ့ကျမကလေး၄ယောက်ဖြစ်သွားတဲ့အချိန်ဒီအမွာလေးတွေကိုကိုဝင်ဆောင်တဲ့အချိန်မှာ ကိုဝင်ဆောင်တဲ့အချိန်မှာလဲကျမလှလှပပမနေဖြစ်ဘူးကလေးတွေကိုမွေးပြီးတဲ့နောက်မှာလဲကျမလှလှပပမနေဖြစ်ဘူးဖြစ်လို့မျိုးနဲ့ကျမဘဝကိုဖျက်ဆီးလိုက်တာ၄နှစ်ဆိုတဲ့အချိန်ကိုကုန်သွားတယ်အဲ့ဒီ၄နှစ်ဆိုတဲ့အချိန်အတွင်းမှာလေကျမကိုကျမဆိုင်ကိုအမြဲတမ်းလာနေကြကုမ္ပဏီရလူတွေကျမဆိုင်ကိုအမြဲတမ်းလာပြီးတော့ဟိုအားပေးတဲ့ဖောက်တယ်တွေပေါ့နော်သူတို့တွေကကျမကိုပြောတယ်အရှင်ကတဲ့ပိုက်ရှင်အမကြီးရတဲ့ဘယောက်သွားလဲတဲ့ဆိုတော့လေကျမအရင်မရှိကြတာ ကျွန်မအရန်နဲ့ရန်ကျွန်မအရန်နဲ့သဘောကျတယ်အဲ့ဒါကြောင့်လူတယောက်ရဲ့အသွင်အပြင်းဆိုတာလေအရန်နဲ့အရေးကြီးရနော်အဲ့ဒီအချိန်မှာကျွန်မကဘလို့ထင်လဲဆိုတော့ကျွန်မကဒီမှာရှိတဲ့အဲ့ရကူဘူးလို့ပဲတို့ကထင်ကြတာထင်ကြတာဆိုအဲ့ဒီအချိန်မှာကျွန်မပြောတဲ့စကားတွေကလည်းဘာမှမဝင်ဘူးပါမလို့ကျမအရင်လိုပဲပုံမှန်အလုပ်လုပ်တယ်နော်မနေ့ကင်းဆိုကျမကလေးတွေဝေယဝိစတွေကိုလုပ်တယ်နေ့လည်ကင်းဆိုလို့ရှိရင်ကျမအလုပ်ရုံကအလုပ်တွေကိုလုပ်တယ်စီးရင်စရာတွေလုပ်တယ်ရောင်းကြရှိရာရောင်းတယ် เนาะဧည့်သည်နဲ့စကားပြောကြရှိရပြောတယ်။အဲ့ကျွန်မပြောတဲ့စကားနေအဲ့ဒီအချိန်ဒီမှာကျွန်မပြောတဲ့စကားအဲ့ဒီစကားအပေါ်မှာသူတို့တွေရဲ့လက်ခံမှုလက်မခံမှုကအရန်กว่าွားတယ်။အရင်တော့ကျွန်မပြောရဲဆိုကျွန်မကိုသူတို့ယုံကြည်မှုရှိကျွန်မဒီဟာဒီဟာဒီဟာလုံးဝမယ်ဒီဟာကတော့ဒီလိုဖြစ်နေတာလို့ပြောလို့ရှိရင်ရှင်းရှင်းယုံကြည်တယ်။လိုက်လုပ်တယ်ဒါပေမဲ့၄နှစ်အတွင်းမှာလေကျမဖြစ်သလိုနေတယ်ဖြစ်ကလစမ်းနေတယ်ကျမရဲ့မျက်နှာဆိုလို့ရှိရင်လေကိန်းတိတ်တွေဆွဲတဲ့အထည်ကိုကျမ ဘယူမဆိုင်ဖင်နဲ့ပြစ်ထားပြီးပြီးလိုက်တာတင်းရကိုနိုးတိုက်ရတဲ့အတွက်အဲ့ဒီအချိန်မှာကျမဘာမှမပြင်ဆင်နိုင်ဖောက်ဖက်ခါပြီးတော့ဒီကလေးတွေတို့ကအဲ့လိုကျမအမြဲတမ်းစူးစမ်းပြီးတော့ရှင်သန်တဲ့အခါမှာလေအဲ့ဒီလူတွေအကုန်လုံးကျမကိုအဖက်မလုပ်တော့ဘူးတော့သိလားစကားကြီးလည်းမပြောတော့ဘူးကျုပ်ထဲမှာပစ္စည်းတစ်ခုခုသွားဝယ်တယ်ဆိုလို့ရှင်လည်းတချို့တွေဆိုရင်ပြချင်းသလိုလိုမပြချင်းသလိုလိုဝယ်ဟုတ်ဝယ်နိုင်ပါမလားဆိုတော့အမြင်တွေပေါ့နော်အဲ့ဒီအမြင်တွေကိုကျမတွေးရတယ်ငါကဒီလိုမျိုးဆက်ပြီးတော့နေလို့တော့မရတော့ဘူး မရဲ့ပုံစံကငါအရင်လိုပြန်ပြီးတော့ပြောင်းမှရမယ်။ပြီးတော့ကျမရဲ့သမီးလေးတွေပေါ့နော်။တို့ကလေအမြဲတမ်းပြောမမရဲ့လာလို့ရှိရင်ကျောင်းကိုဖြစ်တယ်လို့ကြီးမလာပါနဲ့။အရင်တော့ကမမအောင်ဆိုလို့ရှိရင်နော်ကိုယ့်ရဲ့အမေကိုခုံယူရတယ်ပေါ့။ဒီနှစ်တွေအတွင်းထဲမှာကျတော့မမလာတယ်ဆိုလို့ရှိရင်လေစုပ်ပြတ်တက်ပြီးတော့ဘိုးတီဖက်တီနဲ့ဒီလိုမျိုးဆိုတော့ကျမရဲ့ကလေးတွေကိုလည်းကျမတနာတယ်ပြီးတော့ကျမရဲ့ energy တွေရောချွမ်းစတွေရောကျမပြန်ပြီးတော့ဖော်ထုတ်မှရမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တဲ့နေရာနေစားပြီးတော့ကျမပြန်ပြီးတော့လှလှပပနေရယ် ပြင်းပြင်းစင်စင်နေတယ်။ကျမတိုးတက်မဲ့အလုပ်တွေကိုလည်းကျမနေ့တိုင်းဒီဇိုင်းမမတ်နဲ့လုပ်တယ်။ဒါတော့ကိုယ့်ရဲ့ဘဝကြီးအောင်မြင်တိုးတက်ရှင်နေဆိုလို့ရှိရင်လှလှပပပြင်းပြင်းစင်စင်နဲ့ကိုယ့်ရဲ့ energy ကိုယ့်ရဲ့ကိုယ်ရောင်ကိုယ်ဝါးကိုကိုယ့်ဘက်ကိုပြန်ပြီးတော့ချိန်သိမ့်ဖို့အတွက်အရင်အရေးကြီးပါလေ။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။